ခုကျွန်တော်လုတ်ပြပေးနေတဲ့ဟာလေးကတော့အဲကျွန်တော်တို့ဒီ inverter ပေါ့နော်ဟုတ်ကဲ့ inverter နဲ့ကျွန်တော်တို့ဒီ temperature module ပေါ့ temperature module ပေါ့ဗျာ temperature controller ပေါ့ဟုတ် temperature controller ကနေပြီးတော့ကျွန်တော်ကအဲပြောရရင်တော့ကျွန်တော် voltage 20 milli ampere ဆိုတော့အဲ signal လေးနှစ်ဆပေါ့နော်အမီလီအမ်ပီယာလေးကိုကျွန်တော်ယူပြီးတော့ဒီ inverter ရဲ့ RPM တွေကိုကျွန်တော်ကအအပတ်ကြီးအတင်ချပါပဲ RPM တွေကိုပြင်ပြင်ပြောင်းလဲပြင်ပါပေါ့အခုတော့လက်ရှိကကျွန်တော်တို့ကလက်ရှိ inverter မှာကျွန်တော်မြင်နေရတာကတော့50 80ပေါ့ဗျာကျွန်တော် RAM လေးကို inverter အ inverter ကျွန်တော် RAM ဆိုတဲ့ RAM clock ကိုနှိပ်လိုက်တဲ့အချိန်မှာ အဲကျွန်တော်90 frequency 90ပေါ့ဗျာဒီမှာတိတ်မမြင်အောင်ဖြစ်နေတယ်ဗျအမြင်ရတာ90ဆိုတော့ဟာနဲ့တော့လက်ရှိလဲနေတယ်ပေါ့ဗျာအင်ဗတာကအဲ့ချိန်မှာကျွန်တော်တို့ကကျွန်တော်တို့အဲ temperature sensor လေးကို ကျွန်တော်ကအပူလေးတစ်ခုပေါ့နော်အဲသူ့ကိုကျွန်တော်တို့ကမေးပူလေးတစ်ခုပေးလိုက်မယ်ပေါ့ဗျာ temperature လေးကိုကျွန်တော်တို့ ဟိုကျွန်တော်တို့လက်ရှိကအပူချိန်ကကျွန်တော်တို့36ပေါ့နော်ပြန်အပူချိန်36ရှိတယ်အဲ့တော့ကျွန်တော်တို့က36မှာဆိုရင် inverter ကလင်းနေတာက90 frequency နဲ့လင်းနေပေါ့နော်အဲ့ဒီမှာကျွန်တော်ကအပူအပူပေးလိုက်မှာပေါ့ဗျာဒါလေးကိုကျွန်တော်ပူပေးလိုက်မယ်ဆိုရင်ကျွန်တော်သတ်မှတ်ထားတာ80သတ်မှတ်ထားတယ်အဲ80နာရောရောက်တာနဲ့ကျွန်တော်တို့ကဒီမောင်းထားတဲ့ frequency ကတဖေးဖေးနဲ့အပူချိန်ကတဖေးနဲ့ပူချိန်တက်လာတယ်မြား frequency ကတဖေးဖေးနဲ့ auto အဲကြသွားပြီเนาะအဲအချိန်မှာတမတ်ထားတာက80ပေါ့เนาะအဲလိုမျိုးဟော project view လူကတော့ value က80နဲ့အဲကျွန်တော်တို့ကဒါ80ပေါ့เนาะဒါ80အောက်ကိုပြန်ကျလာပြီ85ပြန်ဖြစ်လာပြီဆိုတော့ねကျွန်တော် embedder ကလည်းတဖြည်းဖြည်းနဲ့ frequency လေးနည်းနည်းချင်းဒီဟောက်ပြန်တက်လာပြီပေါ့ဗျာဟုတ်ကဲ့အာကျွန်တော်ပြောချင်တာကတော့ အဲဒီဟာလေးတွေဒီ control လေးကိုကျွန်တော်တို့ကဘယ်လိုနေရာတွေမှာသုံးလို့ရမယ်ဆိုကျွန်တော်တို့ကအ4 to 20 milliampere ကိုအဲသုံးပြီးတော့ပါဗျာကျွန်တော်တို့ pressure sensor တွေမှာလည်းကျွန်တော်သုံးလို့ရမယ်နောက်ပြီးတော့ဒါတော့ကျွန်တော်စမ်းပြပေးတာက temperature controller ပေါ့ temperature controller နဲ့စမ်းပြပြီးတော့အပူချိန်ကိုကြည့်ပြီးတော့ပေါ့နော်ကျွန်တော်တို့လေတွေကို အလိုတလောက်ကျွန်တော်မောင်းထည့်ပဲဒါမှမဟုတ်ကျွန်တော်တို့မီးမီးပေါ့နော်ဒါဖြူရယ်စားတွေဖြူရယ်ပေါ့ကျွန်တော်ဖွဲမီးတွေပဲပဲအချောက်ခံစက်မှာဆိုရင်ဖွဲမီးတွေပါလေဖြစ်လေကျွန်တော်တို့ကတက်လာတဲ့တမ်ပေချောင်းမူတွေပြီးတော့ဖွဲပေးတဲ့စနစ်တွေကိုကျွန်တော်တို့ကအဲလိုချင်တဲ့ RPM အပေါ်မူတီဗီဖွဲကိုအနည်းများပေးခြင်းအပြင်ကျွန်တော်တို့တမ်ပေချာတွေကိုအကွက်တိကြပါဗျာညင်နေအောင်လို့ကျွန်တော်တို့အဲလုပ်လို့ရတော့ဗျာအဲဒီအပိုင်းမှာပတ်သက်ပြီးတော့ပေါ့အဲပြောမယ်ဆိုရင်တမ်ပေချာဘလောက်ရောက်တဲ့အချိန်မှာကျွန်တော်တို့အင်ဗတာကိုလုံးဝ frequency duty မကျသွားဘဲနဲ့ အဲဘလောက်ပေါ့20ကျမ်းလား30ကျမ်းလားအဲ့စတင်ပိုင်းလေးတွေလည်းအဲကျွန်တော်ချိန်လို့ရပါတယ်ခင်ဗျဟောအားလုံးကျေးဇူးတင်ပါတယ်